ကြီးလာတော့လုတ်ကလေးတစ်ခုလုတ်ချင်တယ်တဲ့သူများနေလုတ်ရှာတယ်ပတ်စံရတယ်သူလည်းပတ်စံကိုကင်တုံးချင်တယ်တဲ့ခေးသွားမယ်ဟော်ခီးလည်းသွားချင်တယ်တဲ့อีโกปริ้นมาบาดีเลยเออกูเป้แต่ชีโลเป้เป้ชาบอทีเนี่ยโหถ่ายแม้ยาနေတော့သူရဲ့ကျမ်းမာရေးချင်းမကောင်းอ๋อနှစ်ๆလောက်ကိုကျမမနှဲခုလိုက်ရအဲခုံနဲ့ဂျိုးနဲ့ဟိုတဲ့တဲခွဲထက်သလားတဲ့ခိုးကကြီးရေဟိုကဂျိုးอ่ะဟော သူကတခုခုပဲ ਉਹ ။ညောင်းနေ ਉਹ တဲ့အမိုက်တွေချဲ့တော့တဲ့။ငါးလေးတွေအသက်ရှူချက်တယ်။အားနဲ့သူဖန်တီးထားတာပေါ့နော်။အားနဲ့ချစ်လုံးလို့ပေါ့။ဘောင်လေးနဲ့ထားတာ။ကျမကတော့ငွေချင်းမတက်နိုင်ဘူး။ဒါပေမဲ့ကျမမေတ္တာပြည့်ပြီးငွေလေးရတယ်။သူတို့ကမေတ္တာများပေးပါလို့။သူတို့ကမေတ္တာပဲလိုချင်တယ်။ ုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါရှင်ဟုတ်နွေလေးမင်းဆက်ပြီးပါဦးသမီးနာမည်ပြီလေသမီးနာမည်မဝိနနာမပါရှိတော့ဝမနေပါရှိဟုတ်ဟာဟုတ်ကဲ့ကျမနာမည်ကတော့စိုးစန္ဒလွန်ပါရှင်ဒီညာရေးမတန်ဆွမ်းသမီးလေးရဲ့မမေပါရှင်ဒါကျမပေါ်တော့ဒါ line ပေါ်မှာတီးတာဒီကိုပြည့်ဆိုတဲ့ဒီဘာဝဟာလေးပေါ့နော်အဲ့လေ ဒါလေးသူလောက်တောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးပေါ့နော်ဒါအမေတယောက်နေနေပေါ့နော်ဘယ်လိုဖြစ်လို့တန်းလေးဖြစ်တာလဲငါကတခုတမိနေနော်အဲ့ဒါလေးပြောပြပေးပါဦးโอเคဒီ eco plate လုပ်ငန်းလေးကိုတော့လုပ်ဖို့ကတော့အစအစီအစဉ်မရှိပါဘူးအရင်ဦးဆုံးကတော့တင်တန်းလေးတက်ချင်တာပေါ့เนาะမနှစ်ကလေးကတက်ချင်တာတက်ခွင့်မရခဲ့ဘူးအကြောင်းကြောင့်ဒါပေမဲ့ဒီနှစ်ကျတော့တကြံကာလပေါ့เนาะတကြံကလေးတွေလည်းဟိုရေပတ်တဲ့ဘာညာနေပူ ပြီးတော့နေမကောင်းဖြစ်မှာဆိုတာရင်းနဲ့သင်တန်းလေးရှိတော့ကျမတို့သားမီးနှစ်ယောက်အတူတူမော်ပြီးမှတက်ခွင့်ရခဲ့တယ်အဲ့တော့တွားတက်လိုက်တယ်ပေါ့တကြံရိတ်ခွင့်ရင်းနဲ့လေပေါ့နော်အဲ့ဒီမှာလုပ်ရင်းနဲ့ဒီ eco plane လုပ်ငန်းလေးကိုတော့အစားတော့အစီအစဉ်မရှိဘူးယာတိဥတုကလည်းဖူးလာတယ်ပတ်ဝန်းကျင်မှာလည်းပေါ့နော်ဟိုရေထုမြေထုလေထုတွေညဉ့်ဉန်းတာတို့လည်းထိမ့်သိမ့်ချင်တယ်ပေါ့အနိုင်တစ်ပိုင်းလေးပေါ့နော်အဲ့ဒါနဲ့ကိုပိုင်းအထုတ် အင်ကြီးလေးတွေချုပ်ဝင်မယ်ဆိုပြီးတော့ eco friendly လုပ်ငန်းလေးကိုအထက်လေးတော့မဟုတ်ဘူးပေါ့ကိုပိုင်ချုပ်ပဲ့ဆိုပြီးတော့စပြီးတော့လုပ်ခဲ့တယ်လုပ်ရင်းနဲ့နောက်ပိုင်းကျတော့ဒီ eco friendly လေးတွေကလောက်ရတာအရင်းကြီးများတယ်ပေါ့နော်အဲ့ဒါနဲ့ဒါဆိုရင်လုပ်ငန်းလေးလုပ်မလားဆိုပြီးတော့အဲအတိတ်တယောက်ကနေပြီးတော့ပေါ်လာလေးထည့်လုပ်ပေးပါဆိုပြီးတော့အပ်တယ်အပ်တော့လုပ်လိုက်တယ်လုပ်လိုက်တဲ့အခါကျတော့အမျက်ကလေးနည်းနည်းလေးပဲယူလိုက်တာပေါ့နော်အဲ့မှာရလာတော့ပျော်သွားတယ်ဒါဆိုရင်တော့ငါတို့မစိုးဘူးလား တဲလေးအတွက်ဆိုပြီးတော့ကဲဝင်ငွေလေးရအောင်တော့လုပ်ပေးမယ်။သူကလည်းကြီးလာတော့အလုပ်ကလေးတစ်ခုလုပ်ချင်တယ်တဲ့။သူများတွေအလုပ်ရှာတယ်လို့ပတ်စံရတယ်လို့သူလည်းပတ်စံကိုခြင်သုံးချင်တယ်တဲ့။တလေးကပြောတယ်နော်။ဟုတ်တယ်။တုံတုံကပြောလာတယ်။ပြောတယ်။ဟောခီးလဲသွားချင်တယ်တဲ့။အဲ့ဒါနဲ့ကျမကနေပြီးတော့ဒီအားလေးကိုစပြီးတော့လုတ်ဖြစ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့လုပ်ငန်းကတော့ချီချီချစ်ချေတော့မဟုတ်ပါဘူး။တုံတုံအတွက်မဟုတ်ဘူးလေးရရင်ဟိုပဲဟို တော်ပြီပေါ့လုပ်ငန်းလေးလည်ပတ်တယ်ဒါပေမဲ့လုပ်တဲ့အကြောင်းရဲ့အကျိုးဆက်အနေနဲ့ကတော့ဒီကလေးကအစကလည်းဟိုဗဒီစီတီတာတို့နောက်စခရပ်ဖုတ်လေးတွေကတ်တာတို့အဲ့လုပ်ကလေးတွေပေါ့မျိုးစုံပေါ့ဆေးရောင်ချဲတာတွေသူလုပ်ခဲ့ဘူးတယ်လုပ်ခဲ့ဘူးညီမတို့ကဒီဇိုင်းမမမဟုတ်ဘူးအဲ့လုပ်တေးတွေကကြတော့ထိုင်ပြီးတော့တောက်လျှောက်လုပ်နေရတာဆိုတော့သူ့အတွက်ကဟိုကျမ်းမာရေးအနေနဲ့ကတော့လှုပ်ရှားမှုမရှိဘူးပေါ့နော်အဲ့တော့ဒီ eco print လုပ်တဲ့အတွက်တည့်ရွက်ကလေးတွေစပြီးတော့ခူးရတယ် တော့တက်တက်အီကိုပရင့်လုပ်ရင်ဘာတွေလုပ်လဲပြောပါဦးဟင် eco print မှာဘာတွေလုပ်လဲဘာကူပဲတက်ရှိလုပ်ပဲပေးစားဖို့တင်လေးအိုးမလုံးလေးပြောလားတော်တယ်အိုးမလုံးရလေးအဲ့မနက်မနက်ဟောမိမွေးရလေးဟောမိမွေးရလေးဒီကိုပရင်မလုံးခင်ကတော့ကျမကြီးချင်းကြီးတော်တော်ဆိုးပါတယ်။သူကအငြင်းန်းနီးပါးလောက်ကိုဖြားတယ်။ အဲပြောစကားလည်းနားမထောင်ခြင်းပေါ့နော်ရေမချိုးနဲ့ဆိုရင်ချိုးတယ်နေဘူးတမ်းမထွက်နဲ့ဆိုရင်ထွက်ချင်တယ်နောက်ပြီးတော့ဟိုအထိုင်မဲများနေတော့သူ့ရဲ့ကျန်းမာရေးချင်နေတာမကောင်းဘူးပေါ့ဟောနှစ်နှစ်လောက်ကိုကျမမနှဲကုလိုက်ရပါတယ်အဲ့တော့နေကောင်းစားလေးမှာပဲဒီ eco print သင်တန်းကိုတက်ပြီးတော့လှုပ်လိုက်တဲ့အတွက်မနှက်တစ်ခါညတစ်ခါလမ်းလျှောက်တယ်နောက်ပြီးတော့သူစိတ်ပျော်လို့ထင်ပါတယ်နောက်ငှက်ကလေးတွေဆိုရင်လည်းဒါဘာငှက်ဘာငှက်ပေါ့နော်သူအများကြီးခွဲခြားသိလာတယ်နံပီချုပ်နံပီဆို အဲခုံနဲ့ဂျိုးနဲ့ဟိုတဲ့တဲခွဲထက်သလားတဲ့ခွဲထက်တယ်ဘလို့ခွဲမှာလဲခိုးကအော်ခိုးကဂျိုးဂျိုးဂူဂူဂူခိုးကညီရေခိုးကဂျိုးကရောဂျိုးကတကူကူပဲအော်တကူကူအော်လေခိုးကညီရေခိုးကဟုတ်တယ်အဲ့တော့အနှက်ကလေးတွေအကောင်လေးတွေသူမြင်ရတယ်ပျော့တယ်ပေါ့နော်တစ်ပင်လေးဆိုလဲဒါကဘာပင်ဘာပင်ပေါ့ eco print လောက်တဲ့ခါမှာတည့်ရွက်တွေပန်းနေတာတည့်ရွက်တိုင်းပန်းတိုင်းကအရာမထွက်ဘူး အဲ့တော့ तू ကထွက်တာရဲ့မထွက်တာရဲ့စားလို့ရတဲ့ဘင်းစားလို့မရတဲ့ဘင်းလေခွဲခြားသိတာလေပြီးတော့အိမ်ရောက်လို့ရှိလို့ရှင်အီကိုပြင်းလုတဲ့ခါမှာအဲ तू ကိုယ်တိုင်ပေါ့နော်တိရွက်ကလေးကိုတင်တယ်ပေါ့ तू ကပချေကားတစ်ချက်လို့အလှပတယ်သိရေးစရာမလိုတင်လိုက်တိုင်းကအရွယ်လေးတွေဖွင့်လိုက်တာလှနေပြီးသားလေတင်လိုက်တာနဲ့ကိုလှနေပြီးသားဆိုတော့ तू အဲ့ဒါလေးကိုပြီးလို့ရှင်ပေါင်းရင်လဲ तू ကိုယ်တိုင်သွားထည့်တယ်ထုတ်လာလို့ရှင်လဲတိရွက်လေးတွေဖယ်ပြီးတော့လေဟာဘာလေးထွက်လဲပေါ့ तू စိတ်ဝင်စားတယ် တော့သူ့ရဲ့ပျော်တယ်ပေါ့ဟာလှလိုက်တာမင်းမင်းနောက်ပြီးတော့ရောင်းရတဲ့အခါလဲပဆန်ရရင်ယော့တုံတုံအတွက်မိုးဘိုးလို့ပေးလိုက်ရင်ညနေကျရင်သူ့အမနဲ့စီတီမက်သွားပြီးတော့အာလူကျော်ဝယ်စားတယ်အဲဒါတုံတုံပဆန်နဲ့စားတာမင်းမင်းပဆန်မဟုတ်ဘူးအဲ့လိုလေးပြောလာတဲ့အခါမှာဒီနှစ်မိုးရင်းမှစပြီးတော့ຫນွေရရပေါ့နော်သူကမဖြားတော့ဘူး ပြောစကားနားထောင်တယ်သူတအားပြောတယ်ကျမရေးကောင်းတယ်တုတ်ခွေးရဒီမှာလဲတုတ်ခွေးမဖြစ်တော့ဘူးခုချိန်ထိပေါ့နော်ဟိုတခြားလူအတွက်တော့မထူးဆိုင်မိမယ်ကျမအတွက်ကတော့ဒါကြီးမားတဲ့ဆုလက်ကြီးတစ်ခုပါပဲလို့ချိုးချေးသူရှိတယ်ပြောတော့ရတာပြောတာပေါ့နော်ပြောတယ်ဟောပြောတာဟုတ်အင်းဒီနေ့မိုးရတယ်ဒီနေ့ဟောဒီနေ့ကမိုးရတယ်မိုးရတဲ့နေ့ကိုလှုပ်လို့ရလားညာဆွဲကုန်ပါအော်ရှယ်ကောင်ပါ့။ဆိုရင်နောက်ပိုင်းသူစာလေးတွေကြီးရတယ်အဲ့ဒါကြီးပြပြပေးပါဦး။ဒါစာပေါ့နော်။ဟုတ်ကဲ့။စာလည်း သူသူ့အတူရေးဆိုရမြေပေါ့နော်အခုကြတော့ကျမကဟိုကလေးကចောင်းမနေခဲ့ရတဲ့တွေ့အိမ်မှာတော့စာလေးတော့တင်ထားတာရှိတယ်စာတင်ဝိုင်းလေးတစ်ခုကိုအခမဲ့လက်ခံထားတယ်အော်ညနေကျရင်ကလေးတွေကစာလာတင်တယ်စာလာတင်ရင်သူကအမဒန်းမှထိုင်းပြီးတော့ဆရာမရောကလေးတွေရောဟိုသူချိပြီးပျော်ရယ်ပေါ့နော်ပျော်တဲ့ခါမှာကျမကအခုကြတော့သူ့ကိုဆွဲဆောင်တာပေါ့သူလည်းပျော်လာပြီဆိုတော့ဈေးကပြန်လာရင်ဈေးစင်းနေရေးမယ်အဲအာလူဆိုရင်ကိုကစာလုံးပေါင်းပေးရတယ်အာရေးချအာဆိုရင်သူကအဲ့တိုင်းလိုက်ရေး လာရေးနှချောင်းငယ်ဝက်ဆာနှလုံးပေါက်လူအာလူပေါ့နော်1200ဆိုလို့ရှိရင် तू မရေးတတ်ဘူးမမေတစ်ကအရင်ရေးရမှာလားနှစ်ကအရင်ရေးရမှာလား तू မေးရဲ့အဲ့လိုမျိုးလေးတဖြည်းဖြည်းနဲ့လေးချင်ရင်းနေပေါ့နော်ခဏန်းကတော့ तू မပေါင်းတတ်ဘူးမပေါင်းတတ်တော့ကျမကခဏန်းပေါင်းဆက်လေးကိုအသုံးပြုနည်းလေးသင်ပေးထားတော့ तू ကအလားပေါင်းတယ်အဲ့တော့အဲ့ဈေးဈေးလေးလောက်တာနဲ့ပဲ तू အခုတော့စနေပြီပေါ့နော်ဟိုလရေးလေးရလဲတားလာပါလေ။ဟော eco brake လောက်တဲ့အတွက်ကျမကဟိုတပင့်လေးတွေလဲသူ့ကိုစိုက်ခိုင်းတယ်။ ိုတော့မြေကြီးဝယ်တယ်ဟိုလိုအပ်တဲ့အရင်လေးတွေလွယ်စိုက်တယ်သူကိုယ်တိုင်လည်းအခုဝင်ပြီးတော့စိုက်တယ်အဲ့လိုစိုက်ရတာအဲ့လိုတော့ तू သူအတွက်ကတော့ဟိုဒါလဲလှုပ်ရှားမှုတစ်ခုပေါ့เนาะအဲ့တော့သူမနေ့ကပြောတယ်မမေးရဲ့သမီးဆိုင်တဲ့ပင်လေးရှင်တာရှင်တယ်လို့ဟိုမှာကြည်ဆိုတော့လေအဲ့အဲ့လိုမျိုးလေးပေါ့တဘာဝပတ်ဝန်းကျင်ကိုလည်း तू ချစ်တယ်ပေါ့เนาะဟိုညာရင်မမီတာကတော့ဒီမွေးရပါပေါ့เนาะကြောက်ကက်တလုံးမပါတာလဲမွေးရပါပါလို့ โอเคဟိုကကတော့ကျမတို့ညင်ရင်မိသားလေးမမိသားလေးမသိဘောเนาะပိုလီယိုလောက်ပဲသိတာဆိုတော့အော်ပိုလီယိုလေးပဲအောင်းမိတာပေါ့အဲ့တော့ကလေးကအချိန်တန်ပေါ့မှောက်ရမယ့်အချိန်ပါလဲမမှောက်နိုင်ပါဘူးလို့ငါးနှစ်၆နှစ်အထိကို तू ကပက်လက်ပဲရှိပါတယ်မမှောက်နိုင်ဘူး၁နှစ်ကြာမှ तू ကအစပြီးတော့စကားပြောရေးစကားပြောတဲ့ခါမှာ तू အမကိုဆန်းခေါ်တာတီရီတီရီဆိုပြီးတော့ခေါ်တော့ကျမမလေး one day one day ပေါ့နော်အဲ့ရနေပြောတယ်ဒါပေမဲ့ तू စကားအစပြောတဲ့အချိန်မှာ तू ကလေတော်တော်များများကို မတင်ပေးရဘူးပေါ့နော်ဟိုပြောလာနိုင်တယ်ပေါ့အဲ့လိုမျိုးလေးပေါ့ကျမ်းမာရေးရတော့လုံးဝမကောင်းပါဘူးမွေးရနေပြီးတော့တောက်လျှောက်ဆေးကူရတာဒီအခုချိန်ထိပါပဲပေါ့နော်ဒါပေမဲ့ဒီ eco print အချိန်ကစပြီးတော့သူ့ကိုဆေးလွတ်သွားပြီးပေါ့ဒါပေမဲ့သူ့အတွက်လိုအပ်တဲ့ကိုခံအားကောင်းတဲ့ဆေးအခုဆိုရင်ဟိုဆရာဝန်ရဲ့ကုသမှုမှားလို့ဆေးကပေါ့နော် ဟောဆံမြုပ်ကြီးပဲတောက်ပါတယ်အတီးရမစားရတယ်လေကောင်းထွက်နေရပေါ့နော်လေကောင်းလည်းကျွန်မမခုနိုင်သေးဘူးခွဲစိတ်ကူတာပေါ့အဲ့တော့ဒီလေကောင်းဆရာဝန်ကြီးရဲ့ပေးရဲ့ဆေးတွေလင်းဆေးတွေနေပေါ့နော်အဲ့လိုထိန်းအဲ့လားလေးတစ်ခုပဲရှိတယ်ကျန်တာကတော့ကျမကြီးကတော့လုံးဝထောင်းထောင်းပြီးဒီနေ့ရေမချိုးနဲ့ဆိုရင်မချိုးဘူးချိုးဆိုရင်ချိုးတယ်သူကိုယ်တိုင်ပေါ့အကုန်လုံးတနခါတွေးတာထမင်းခူးစအကုန်လုံးပေါ့နော် သူ့ဟာသူအကုန်လုံးလုံးနိုင်လာနေပါပြီလို့ဆရာဝန်ကြီးကဘာရောဂါရှိတယ်ဆိုတော့ဖျားလို့ရှိရင်တော့သွား ပြလိုက်တယ်ပေါ့နော်ဝင်းရှောင်းရင်သွားပြလိုက်တယ်နောက်ပြီးတော့ဖျားလို့ရှိရင်သူကစီးပိုးပေါက်တာလားဟိုရိုးရိုးဖျားတာလားပေါ့နော်အဲ့လိုမျိုးပေါ့မျိုးစုံပေါ့ဟိုကုသမှုတွေကတော့မျိုးစုံလုပ်ရတယ်နောက်နောက်ဆုံးချိန်ပြရတာတော့သူဘိုက်အောင်နေဆိုတော့ကျမကအစာရင်အထုကိုသွားပြတဲ့ခါမှာအစာရင်ကကျမကရိုးရိုးပထမတော့ရိုးရိုးအထွေတွေကိုပြတာအထွေတွေကိုပြတော့မပြောက်ဘူးမပြောက်တော့အထွေတွေကပြောရင်အစာရင်ရောင်တာတဲ့ အဲ့တော့မပြောက်တော့သုံးလားလောက်နေတော့ကျမကမဖြစ်တော့ဘူးဆိုပြီးတော့အဲ့အဆိုင်အထုကိုသွားပြရတယ်ပေါ့နော်အဆိုင်အထုကအဆိုင်အထုကလည်းစစ်ဆေးပြီးတော့အဆိုင်ရောင်လာရဲဆိုပြီးတော့အဲ့ထောက်လျှောက်ပဲဆန်ပြုတ်တွေပဲတိုက်နေရတာပေါ့နော်ဒါပေမဲ့မတက်တာဘူးကလေးကအောင့်သေးတယ်အောင့်သေးတယ်ဆိုတော့အဲ့ဆန်ပြုတ်ကြီးပဲတောက်ရတော့လေသူညင်းငွေလာတယ်အဲ့အချိန်မှာကျမကအထွေတွေတမားတော့တော့ပြောင်းပြအောင်မှာဆိုပြောင်းပြတဲ့ခါမှာစစ်ဆေးလိုက်တဲ့ခါမှာ ကြောက်ကထဲမှာပြီးတည်နေတာတဲ့ကြောက်ကကြီးကရောင်နေတာဆိုကျွန်မဒါအလန့်သွားတယ်ဟာဒုက္ခပဲပေါ့ဆိုတော့ तू ကလည်းကြောက်ကတလုံးပဲရှိတာဆိုတော့အဲ့ဒါနဲ့ तू ကိုပင်လုံးဆင်းရွာနေပြီပေါ့ဆရာကြီးကြောက်ကဥအောင်ကိုသွားပြတဲ့အခါမှာ CT scan တွေပါရိုက်လိုက်တော့ကြောက်ကရောင်တာလည်းမဟုတ်ဘူးတဲ့အဲ့ဒါဘာဖြစ်လဲဆိုတော့ C အိတ်ရောင်တာတဲ့တပတ်လောက်ဆေးတောင်းရင်ပျောက်တယ်ဆိုတော့ ਨੇ အဲ့တော့မှကျွန်မလည်းဟင်းချပြီးတော့ ထမင်းကျွေးဆိုထမင်းကျွေးထမင်းကျွေးကိုစီးရရောင်တာတက်တာပြီးတော့6လလောက်ဆန်ကျုပ်တောက်ထားရဲ့ဒီကလေးကခံနိုင်မရှိရယ်နဲ့အဲ့တော့မှအစာရင်ရောင်တာအဲ့တော့အစာရင်ရောင်တဲ့အတွက်အသီးအနှံတွေလည်းမကျွေးရဘူးပေါ့ဒီဆန်ကျုပ်နဲ့တော့ထမင်းပြည့်ပြည့်အဲ့လိုမျိုးကျွေးရင်ကျွေးရင်နဲ့လုံရင်းနဲ့ကြတော့ကလေးကဟိုကျမစိတ်ထင်တာပေါ့နော်အသီးရွက်တွေမစားရဘူးနေဒီလေကောင်းကဝင်းညက်ရပြီးတော့လေကောင်းထွက်လာတယ်လို့ထင်တာပါလေလေကောင်းကတော့ခွဲစိတ်ဖို့ကအဆင်မပြေသေးဘူးပေါ့ อ๋อโอเคอีโคพิ้งอ่ะโหจมารัวก็ไอ้นี่ชုံโดอีโคพิ้งโปได้อาสาลีอยู่โหตุ้มมาโกเนี่ยไม่ตุยอ่ะตุ้ยชုံนี่ตุ้ยขอลีชื่อเลยปอเนาะเมเมเนี่ยต้อเฉยลีหลบป่ะล่ะเด้โหต้อเฉยฮองนี่โหဖြုတ်တယ်ဖြုတ်ပြီးတော့လीตัวอ่ะต้อเฉยฮองนี่ป้ายนี่ดิย้ายดิဒီဘက်ဘေးอ่ะจ้ะတော့သူโกไดนปอเนาะချုပ်ထားလာပြီပေါ့လှတော့မလှဘူးတတရက်လေးပေါ့ဒါလေးကကြာတော့ mask ကဂျိုးလေးနေနောက်ပြီးတော့ဒီမှာသူကီချင်းလေးတက်ပေးပါတဲ့သူမတက်တက်ဘူး ်ကိချင်းတော့တက်ပြီးလိုက်တယ်ဒါလေးကိုသူကအိမ်လာတဲ့လူကြီးသူချစ်တဲ့လူကြီးကိုသူလက်ဆောင်ပေးတာအဲ့ဒါလေးတော့သူလုပ်တယ်ပေါ့နော်အခုဒီမှာလည်းမအေးဘူးပေါ့သူလုပ်ပေးထားတာလေးရှိတယ်အော်တက်ပေးပါတဲ့ကောမိအေးရမအားလို့မတက်သေးဘူးအဲဒီပတ်စံကတော့သူ့ပတ်စံတသောအဲ့ဒါဒီလာသူရောင်းရတဲ့ပေါ်ကအမျက်ငွေအဲ့ဒါဖုံဖုံကြီးကိုဆုံးကျွေးခြင်းလို့တဲ့ အဲ့လိုမျိုးလေးတော့သူ့မှာဟိုဘာသာရေးနဲ့ပတ်သက်တဲ့တွေးချုံလေးရှိတယ်ပေါ့နော်ဆိုဆိုဟုတ်ကဲ့နိုင်ပါလားနောက်ပြီးတော့ဒီ eco pen မလုပ်ခင်မှာလေဟိုကျမတို့တာမီယာသဘာဝပတ်ဝန်းကျင်ကိုထိနေနေね coffee mate အိတ်ခွန်လေးတွေပေါ့တုံတုံအတွက်ဆိုလို့တောင်းတော့ရလာတယ်ရလာတာကိုကျမကတုံတုံကကချင်းနဲ့ညက်တယ်ဒါပေမဲ့ကျမကတော့ဆေးတယ်ပေါ့သူ့ကျမကြီးဖြစ်မှာဆိုလို့နောက်ပြီးတော့ရှင်တော့အယောင်လေးတွေမျိုးစုံ ာလာလေးမျိုးစုံခွဲပြီးတော့ကျမကထိုးရထိုးတဲ့ချိန်မှာ तू ကစောင့်ချီပြီးတော့ तू ပီတိဖြစ်တယ်အဲ့ဒါနဲ့ဖုံဖုံကြီးចောင်းပါပေါ့တော်ရဆောက်တည်ရဲ့ចောင်းပါကျမတို့သားမိတဲ့ကဒါအမြဲတမ်းလှူလာ၃နှစ်၄နှစ်လောက်ရှိပေါ့အချက်တရာကြော်နေပြီလို့တုံတုံတဲ့နောင်ဘဝပါမယ်ကုသူပေါ့နော်အဲ့ဒါအပြင်ကို तू ကဘာလုပ်လဲဆိုတော့ဒီစေးရုံနေစေးကန်းနေပဲသွားတာဖြစ်ဖြစ် city map တွေသွားတာပြီး pamphlet လေးတွေကမ်းတာတွေရှိတယ်လေလက်ကမ်းစာဆောင်လေးတွေအဲ့ဒါနေ तू ကပုံလေးတွေတူရတူရောက်ညှက်ပြီးတော့အဲတုံတုံနဲ့ ျမနဲ့ကတဘာဝပတ်ဝန်းကျင်ထင်းထင်းရင်း online တန်တန်းတစ်ခုကိုတက်လိုက်တယ်တက်လိုက်ခါမှာ तू ကတော့ဘာရလဲမသိဘူးအဲ့ဒီမှာ तू ကညံ့တယ်ပုံလေးတွေကိုညှက်ပြီးတော့ဒီမှာ तू လှုပ်ထားတာပေါ့ A4 စာပဲပေါ့မှာကတ်ထားတာဒါဒါလေးတွေက तू ကပကြီးမဆွဲတတ်ဘူးဆွဲချင်တယ်ကျမလည်းမတင်ပေးနိုင်ဘူးဒါလေးလေးအဲ့တော့ကတ်ထားတော့ဆိုတာဘာလုပ်လဲဆိုတော့မမေးတဲ့မြောင်းတဲ့ဟိုတဲ့အမိုက်တွေထဲ့တော့တဲ့ငါးလေးတွေအသက်ရှူချက်တယ်အာနဲ့ तू ဖန်တီးထားတာပေါ့နော်အာနဲ့ချစ်လုံးလို့ပေါ့ဘောင်လေးနဲ့ထားလာတာပါလို့ ုံတုံထက်ဆိုးတဲ့လူတွေရှိကောင်းရှိမယ်တုံတုံထက်ကောင်းတဲ့လူတွေလည်းရှိကောင်းရှိမှာပေါ့နော်ဟုတ်ကဲ့ဟိုဒါပေမဲ့ကလေးတွေရဲ့လူအပ်တာကတော့ဟိုကျမကတော့ငွေချင်းမတတ်နိုင်ဘူးဒါပေမဲ့ကျမမေတ္တာအပြည့်ပေးတယ်ပေါ့ငွေလေးတွေရာနေပေါ့ငွေချင်းတတ်နိုင်တဲ့လူတွေကြတော့လေကလေးကိုအဆောင်ရှောက်တင်နေထားတယ်ဒါပေမဲ့မိခင်ရဲ့မေတ္တာနဲ့တော့အဆောင်ရှောက်ရဲ့မေတ္တာနဲ့မတူပေါ့နော်သူတို့ကိုမေတ္တာများများပေးပါလို့သူတို့ကမေတ္တာပဲလိုချင်တာလေမေတ္တာရလို့ရှိရင်သူတို့ကတော့တွတ်တက်မှုလေးတစ်ခုကတော့ ရက်တံမနေပါဘူးရှိနေပါရဲ့လို့ဟောသူတို့ကအတွေ့အကြုံတွေရဲ့သူတို့ရဲ့အသိဉာဏ်တွေကလည်းကြီးထွားလာတာဘူးအဲ့တော့မေတ္တာလေးပဲမြင်များပေးကြပါနောက်ပြီးတော့ဒီ eco print လုပ်ငန်းလေးကစီးပွားရေးမဟုတ်တုံတုံမဟုတ်လေးလည်းဖြစ်ပါတယ်ပေါ့နော်တုံတုံရဲ့အတွက်ပေါ့ဒီစီးပွားရေးလုပ်ငန်းတခုကျွန်မလုပ်ပေးချင်တယ်ပေါ့နော်အဲ့တော့ဟိုစီးပွားရေးလုပ်ငန်းရှိတဲ့လူတွေကဟိုကျွန်မတို့ကိုတားမိကိုလက်တွဲခေါ်ပါလို့ပဲဟုတ်ကဲ့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့သူ့လက်တက်ကဘယ်လိုရှိလဲလက်တက်ကဟုတ် 32နှစ်ရှိပါပြီဟုတ်ကဲ့ဟိုဘာသာရေးလဲလို့ပါတယ်လို့ဟောတုံတုံဟိုအရဟံဆိုလို့ရှိရင်ပြောပြပါအရဟံကဘာလဲတဲ့အလဟာလာလောဘဒေါသမောဟမရှိတော့ညက်စွာပြာဟုတ်တယ်အဲ့ဒါလေးကဟိုတက်လာလောက်ကိုပေါ့နော်အငြင်းလန်းလန်းသွားရင်းနဲ့လမ်းလျှောက်ဆူရင်းနဲ့ပေါ့သူ့ကိုလေနှုတ်တိုက်ကလေးပေါ့နော်ပြောပြောနေရတာပေါ့ဟိုချက်ချင်းကရတဲ့အရာမဟုတ်ဘူးဟုတ်ပါတယ်ပါတော့ပါ အဲအဆိုလို့ရှိရင်တဲ့ဖျားရှုပ်ဖို့လို့ရှိရင်တဲ့နော်ပါဏာတိပါတာဝေရာမိတိခါရံတမာရိယာမိအဲ့ဒါပါဘုရားတော်မတတ်ပါဘူးဗျာအထိန်နာဌာနာဝေရာမိတိခါရံတမာရိယာမိသူနာကျစီမမရမှုပါဘုရားကာမေသူမိစ္ဆာစာရာဝေရာမိတိခါရံတမာရိယာမိသူလာရောကျစီပါဘုရား ဗုဒ္ဓဝါရာဝေရာမီနီတိခါရံသမာရိယာမေကြောပါဦးဗျာသူရာမီရာယာမြစ္ဆပမာရဌာနာဝေရာမီတိခါရံသမာရိယာမီမွေဇေတော်ယာယာဘုလို့ဆွဲပါဦးဗျာလောင်စာလည်းမလို့ပါဦးဗျာအစို့ဗျာလောင်စာလို့လဲဟုတ်ကဲ့ကျမကအဲ့လားလေးတော့ဟိုဘာလဲပါဠိလိုဆိုတဲ့အခါမှာသူ့ကိုဗမာလိုပါပေါ့နော်နှုတ်တိုက်လေးသင်ပေးထားပါလေ तू ကတော့လောဘဒေါသမောဟတွေခင်းပါလေဟုတ်ကဲ့ဖြစ်ပါရဲ့